contractor တွေစောက်လုပ်ရေးပညာရှင်တွေ engineer တွေနဲ့လုပ်ငန်းရှင်တွေနောက်ဆုံးပေါ်နီးပညာနဲ့အဆက်အသွယ်ကောင်းတွေရဖို့မြန်မာဘိရန်ဒီကွန်2015ပြပွဲကိုဒုတိယအကြိမ်ကျင်းပနေပါပြီဒီပြပွဲကိုရန်ကုန်မှာဘားကြောင်ကျင်းပတာလဲဆိုတာကိုပွဲစီစဉ်တဲ့ကုမ္ပဏီကတောင်းရင်ရှိသူကပြောပြပေးမှာပါ um the reason we uh, organized the exhibition in Yangon is because the fast uh, growing demand and all of you in ဒီပညာတွေအသိပညာတွေကိုဖန့်ဝေပေးမှာပါမြန်မာနိုင်ငံဟာလှိမ့်လင်းမြန်မြန်တိုးတက်ပြောင်းလဲလာတော့မယ့်အခြေအနေရှိလို့ရွေးကောက်ပွဲပြီးမှာအောင်မြင်မှုအခွင့်အလမ်းတွေအများကြီးဖြစ်ပေါ်လာမယ်လို့ယုံကြည်ပါတယ်ပထမဆုံးအချိန်အိမ်တွင်းပြည်ဘောကပစ္စည်းတွေနဲ့အလှဆင်ဒီဇိုင်းတွေပါဝင်ပြသခဲ့တဲ့ဂျာကင်းကုမ္ပဏီဟာမြန်မာနဲ့လက်တွဲပူးပေါင်းမှု ပြည်ရင်းကုမ္ပဏီတွေနဲ့ချိတ်ဆက်ခဲ့ပါတယ် Since we are the design based firm and we would like to မနိုင်ရဲ့အတွက်ဆောင်ရည်လုပ်ငန်းတွေတက်ဆိုင်တဲ့ဒီဇိုင်းတွေကိုဖက်တာပြီးခြင်းနဲ့မနိုင်ရဲ့အဆောက်အဦတွေရူရှင်းနဲ့ classic design တွေများပြီးခန်းနိုင်ငံမှာတော့ပြည်ထောင်စုအထက်တန်းကျတဲ့ဒီဇိုင်းတွေအတိုင်းပါကြပါတယ်ဒီပြဝဲမှာအမတ်ဒီဇိန်းနဲ့ကုမ္ပဏီလုပ်ငန်းပေါင်း160ကျော်ကပါဝင်ခင်းကျင်းပြသထားပြီးလေလာသူပေါင်း အယောက်၄000ကျော်ရှိမယ်လို့ခန့်မှန်းထားပါတယ်။ပြီးခဲ့တဲ့နှစ်ကတော့ကုမ္ပဏီပေါင်း100ကျော်နဲ့သာပြတ်သားခဲ့ပြီးကြီးရှုသူပေါင်း3000ကျော်ရှိပါတယ်။မြန်မာနိုင်ငံမှာ ပရိဘောဂရီကိုဈေးနှုန်းတင်ပြီးအရေးသွေးကောင်းတဲ့ပစ္စည်းတွေကို ရွေးချယ်လာကြသလိုအိမ်တွင်းအလှဆင်လုပ်ငန်းတွေကိုလည်းစိတ်ဝင်စားမှုများပြားလာကြပါတယ်။တရုတ်ထိုင်းနဲ့ VN နိုင်ငံတွေက ပရိဘောဂတွေအဝင်များတယ်လို့ကိုအောင်သူရကပြောပါဗျ အဓိကတော့ဗမာပြည်ဝင် တော့ China ဝင်มาတယ် Thailand ဝင်มาတယ်ဒီဒီ BNN လည်းဝင်มาတယ်ပေါ့တော့ပဲဒါပေမဲ့မြန်မာတွေအဓိကသုံးတာက Thailand ဆိုရင်လေကြောင်းလည်းရတယ်ရေကြောင်းလည်းရတယ်ကျွန်တော်တို့ border ပေါ့နော်ဒီ net ဆက်ကလည်း Thai နဲ့ဗမာ border trick ရှိတဲ့အတွက်ကြောင့်အဲ့တော့ကျွန်တော်အနေနဲ့ကတော့မြန်မာအများစုသုံးတဲ့ product ဆိုတာ Thai product ပေါ့ Thai product ဖြစ်တဲ့ကြောင့် any time order မှာလို့ရတယ် spare part မှာလို့ရတယ် replacement လည်း any time ရပါတယ်အဲ့တော့ကျွန်တော်တို့က perfect furniture ဒီ made in Thailand ဖြစ်တဲ့ကြောင့်ကျွန်တော်တို့အရင် confident ဖြစ်ပါ ါတယ် market မှာလည်း competitor ကို challenging ခေါ်လို့ရပါတယ်